နမဲကတော့ထပ်ဝန်းဇူလိုင်မှာအတန်းကတော့အာဒီဝေဇန်နာကမ်ပတ်ဒီဒီ preparation batch 1မှာတက်ခဲ့တာပါကြီးကြီးတက်မယ်ဆိုပြီးတော့စစုံစမ်းခဲ့တော့အာအိန်းသားကျောင်းနေတဲ့မှာ flight ရွေးနေတဲ့ဒီ KVDC က review လဲအဆင်ပြေတော့အာသွားရေးလာရေးကလည်းအဆင်ပြေတော့ရွေးခဲ့တာပါ ့ group တွေထဲမှာ like နေတယ်ပေါ့နော်ဟာဒီကြီးတွေတက်ဖို့အတွက်ဘယ်ဟာဘယ်ကြောင်းကအဆင်ပြေဆုံးဖြစ်မလဲဆိုတော့အာဒီအကောင်လုံးကဒီ KBDC ကိုပဲ အများဆုံးညွှန်ကြတော့တက်ဖို့အတွက်ဆုံးဖြတ်လိုက်တာပါဟုတ်အာပြေခဲ့ပါတယ်အာဒီဆရာဆရာမတွေတို့အာပြီးတော့ အတန်းထဲမှာအဲ့လိုမျိုး question တွေကိုလေ့ကျင့်မိတယ်ပြီးတော့ဒီ concept တွေကိုလည်းတိတိကျကျနားလည်အောင်သင်ပေးတယ်ပေါ့နော်တန်းနောက်ဆုံးနှစ်လလောက်တုန်းကဆိုလို့ရှိရင်ဒီ question တွေကိုအချိန်နဲ့မှတ်ပြီးတော့တပုတ်ပို3မိနစ်နှုန်းနဲ့အဲ့လိုမျိုးလောက်လျှောက်အတန်းတိုင်းကိုအဲ့လိုဟို question practice တွေလုပ်ပေးခဲ့ပါတယ်။ ရက်ဆက်ကတော့ခြေနှက်ပါတယ်ဒါပေမဲ့အာ IL တုံးကတော့အာနည်းနည်းလေးပို့ပြီးတော့အာဖြေနိုင်ရရင်ကောင်းမယ်ဆိုပြီးအားမလို့အားမရဖြစ်တာလေးနည်းနည်းတော့ရှိတယ်အာအခုကတော့ဒီအာ2025 fall semester အတွက်ဒီ US က university တွေကနေ partial scholarship ရရပဲပေါ့เนาะအာအဲ့ထဲမှာတချောင်းကိုပြန်ရွေးပြမှာပါ အအဓိကတော့ဒီကိုဆရာဆရာမတွေကဘလို question တိုက်တွေလေ့ကျင့်အဲ့လိုမျိုးဆိုလို့ရှိရင်တည်တည်ချာချာနားထောင်ဖို့ပေါ့နော်ပြီးတော့ဒီကျောင်းမာတွေမကအောင်အပြင်မှာလဲကိုယ့်ဘာသာကိုမြင်မြ practice ပေးဖို့လိုတယ်ပေါ့